ားလုံးပဲမင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ဖတ်ပြချင်တာကတော့ဆရာမောင်ရင်းမြရေးသားထားတဲ့စီရင်သမားမျက်စိဆိုတဲ့စာအုပ်အပိုင်း၁ဖြစ်ပါတယ်ဒီနေ့ကဇီဝရေးတက္ကသိုလ်တက်နေတဲ့ဒူမငယ်တယောက်နဲ့တွေ့တော့ကျောင်းသင်ဘာသာရပ်တွေအကြောင်းစကားရောက်တဲ့အခါစီရင်စစ်ဘာသာရပ် auditing ဟာသူ့အဖို့ခတ်တယ်လို့ညီးတယ်ဒီစကားကြားရတော့အံ့ဩမိတယ် စင်ရင်ပညာကိုဆရာဆရာတွေက accounting လို့ခေါ်ပြီးစင်ရင်စစ်ပညာကိုတော့ auditing လို့ဘိန်းခဲ့ကြတယ်။ပိုးရှိက bcom ဘွဲ့နောက်မှာ aa လို့ပါရင် စင်ရင်ရင်းနဲ့စင်စစ်ဘာသာကိုအဓိကဘာသာတွေနဲ့ကြောင်းပြီးလာတာလို့နားလည်ကြတယ်။တကယ်ပြောရရင်စင်ရင်ရင်းအလုံးနဲ့စင်ရင်စစ်အလုံးဟာသမုဒ္ဒရာဟိုဘက်ကန်းနဲ့ဒီဘက်ကန်းလို့ကွာခြားတဲ့သဘောမျိုးမရှိဘူး။ကန်းတစ်ဖက်တည်းမှာပဲရှိတယ် ကြည့်တဲ့ထောင်ရှုမြင်သုံးသက်တဲ့ထောင်လေးပဲကွာချားတာကို မျက်စိမှောက်နေလို့သူကဒီလိုညီးတာပဲလို့တွေးမိတယ်။ဇင်းပညာရဲ့ပြဆိုချက်တွေကတိုင်းရိုးရိုးလေးရှုမြင်တတ်တာဟာစိရင်းစစ်ပညာပါပဲ။ဘာကြောင့်လဲဆိုရင်ဇင်းပညာမှာကစစ်စေးတဲ့အမြင်ကပါပြီးသားဖြစ်နေတယ်။ဇင်းသမားရဲ့မျက်စိထဲမှာစစ်စေးတဲ့မျက်ကပ်မှန်တက်ပြီးသားလို့ပြောနိုင်ပါတယ်။ ဒါကြောင့်စီရင်သမားတကယ်စစ်ပြီးဟိတ်ဆိုရင်ဘယ်စီရင်ကိစ္စကိုမဆိုတန်လျာမျက်လုံးနဲ့ကြီးတတ်တယ်လို့လောကကဆွဆွဲတတ်တာအာသဆန်တယ်ဆိုရပေမဲ့တဘာဝတော့ကြတဲ့သဘောရှိပါတယ်။ဆိုရိုးစကားပုံတစ်ခုရှိသေးတယ်။လုပ်ငန်းတစ်ခုစပြီးလုပ်မယ်ဆိုရင်မတိုင်မင်အပ်တဲ့လူနှစ်ယောက်ရှိတယ်တဲ့။ရှင်းနေတဲ့ဇင်းကိုင်းလို့ဆိုတယ်။ရှင်းနေကိုတိုင်မင်ရင်ဥပဒေလားတားမြစ်ချက်တွေကို တန်းစီပြီးပြောပြတတ်တာပေါ့ဇင်းငိုင်ကိုတန်းပင်ပြန်ရင်လဲဘာတကူမှဖုံးကွယ်ထားလို့ဖြစ်မှာမဟုတ်ဘူးလို့ဆိုတယ်ရည်စရာပြောတာလို့ဆိုပေမဲ့မှားတယ်လို့ထောက်ပြစရာမရှိပြန်ပါဘူးဇင်းဟာသားတခုရှိသေးတယ်အလို့ရှင်တယောက်ကကားနဲ့ခီးထွက်ကန်ဒီသူ့ဒရိုင်ဘာကိုရုံးပေါ်ကငွေကန်စီမှာငွေ9သိန်းသွားယူကြီးလို့ခိုင်းတယ်ဒရိုင်ဘာကရုံးပေါ်ကပြန်လာပြီးသူ့စရာကို ငွေကန်ဒီနေ့ခွင့်ယူတယ်ဆရာလို့ပြောတယ်။အလုံးရှင်ကဒရိုင်ဘာကိုဒီလောက်ညံ့ရသလားဆိုတဲ့အကြည့်နဲ့ကြည့်ပြီးငွေကန်မရှိရင်စီးရင်ကန်ကိုတွားပြောလိုက်ပေါ့ကွာလို့အော်ပြန်တယ်။ဒရိုင်ဘာကစီးရင်ကန်စီပြတော်ပြီပြန်ပြောတယ်။တထေးကငွေကန်ခွင့်ယူလို့အမကငွေ9သိန်းထုတ်ပေးပါလို့ပြောခိုင်းလိုက်ပါတယ်။စီးရင်ကန်ကကျမကငွေထုတ်ပေးရမယ့်တာဝန်မပေးထားလို့ကျမထုတ်ပေးလို့ဖြစ်မှာမဟုတ်ဘူး။ထုတ်ပေးရမယ်ဆိုရင်အရင်ဆုံးကျမမှာ ငွေထုတ်ခွင့်အမိန့်ရှိမှဖြစ်မယ်။ဒီတော့ကျွန်မတို့အရင်ဆုံးငွေထုတ်ပေးခွင့်အမိန့်ထုတ်ပေးဖို့ပြောပါတယ်။ဒရိုင်ဘာကလည်းစီရင်ခံပြောတဲ့အတိုင်းတတိစီပြန်သွားပြီးပြောပြန်တယ်။တတိကဒေါသထွက်ပြီးအတန်ကျဲကြီးနဲ့អော်လိုက်တယ်။ဟေးဟေးပေးတယ်ပေးတယ်ပေးတယ်လို့ပြောလိုက်။မြန်မြန်လို့တကယ်မှပဲ။ဒရိုင်ဘာကစီရင်ခံစီပြန်ပြီးအမိန့်ပေးကြောင်းပြောပြန်တယ်။စီရင်ခံကငွေသစ်တာကို ဝေခိုင်မရှိတော့ကျမတယောက်တည်းဖွင့်လို့မရဘူးတတ်တေတူဦးဟိုပါကျမနဲ့အတူဖွင့်ဖို့အမိန်ပေးပေးပါလို့တရေကိုပြန်ပြောခိုင်းလိုက်တယ်ဒရိုက်ဘာကကြားတဲ့ကစိတ်ညစ်သွားတယ်ဘာမှလည်းမတတ်နိုင်ဘူးမပြောလို့လည်းမဖြစ်ပြန်တော့တရေစီပြန်လာပြီးရင်းငိုင်ပြောတဲ့အတိုင်းပြောပြလိုက်တယ်တရေကဒေါသအကြီးအကျယ်ထွက်ပြီးကားပေါ်ကဆင်းရင်းငိုင်စီလာပြီးတော့ကဲငါကိုယ်တိုင်ပဲတယောက်တည်းပဲထုတ်တော့မယ်လေဝေခိုင်မရှိတော့ကျုပ်တယောက်တည်းငွေထုတ်ဖို့အတွက် ခမ ्या ကပဲအမိန့်စာထုတ်လိုက်တော့တဲ့စင်းရဲလောကရဲ့ဟာသတခုဆိုပေမဲ့ဒီဟာသွက်တွေဟာစင်းရဲသမားလောကမှာဒုနဲ့ဒီရှိတယ်ဒါတွေဘာကြောင့်ချစ်လာရတာလဲလို့တွေးကြည့်မိတယ်စင်းရဲသမားတွေဟာတကယ်တော့လုပ်ငန်းရဲ့ငွေကြေးရေးဘာနာရေးတွေကိုတိတိကျကျပေါ်ပြရတဲ့လူတွေအရှိကိုအရှိတိုင်းမဆိုင်မတွရေးဆွဲတင်ပြရတဲ့လူတွေတနည်းပြောရရင်လုပ်ငန်းရဲ့အသိအနှလုံးကိုစုပ်ကင်ထားတဲ့လူတွေ ဒီလူတွေဟာအဖြူကိုအမဲမလုပ်ကြဘူးအဝိုင်းကိုလေးတော့မလုပ်ကြဘူးအရှုံးကိုအမျက်မလုပ်ကြဘူးမားရင်မားတယ်ပဲမှန်ရင်လည်းမှန်တယ်ပဲလုပ်ငန်းညံရေးနဲ့မှန်ရေးနှစ်ခုတန်းပြိုင်လာရင်မှန်ရေးကိုသာဦးစားပေးတတ်တဲ့လူတွေတို့ရင်ထဲမှာစီမင်းစည်းကမ်းလှုပ်ထုံးလုပ်နည်းတွေကိုစက်နေရသည့်သိမ့်ပိုက်ထားတဲ့လူတွေပါဝေရတာကိုစီရင်သမားမဟုတ်တဲ့အာမန်လူတယောက်က ဝေရတာလို့ပဲသက်ဆိုင်ရာငွေစည်းရင်းမှာချက်ချင်းသွဲနိုင်ပေမဲ့ စင်ရင်သမားကတော့ဒီလိုမဟုတ်ပါဘူးဒီငွေတွေရလာဖို့ဘယ်လိုလဲရာသိမ်းရထိုက်တဲ့ငွေတက်ရော့ရသလားပိုရသလားရတဲ့အချိန်တက်စောပြီးရတာလားဆိုတဲ့အမြင်နဲ့စစ်စစ်ဆေးဆေးလုပ်လိရှိတယ်ဝေပေးပြီဆိုတာနဲ့ဘာအတွက်ပေးတာလဲဘသူအမိန့်နဲ့ပေးတာလဲအမိန့်ပေးသူမှရောဒီလိုပေးနိုင်တဲ့အခွင့်အာဏာရှိသလားပြီးတော့ဒီပေးငွေဟာပစ္စည်းဝယ်ဖို့လားဇယိတ်ပေးဖို့လားပစ္စည်းဝယ်တယ်ဆိုရင် ပုံသေး fake asset တွေဝယ်တာလားပြန်ရောင်းမဲ့ကုန်ပစ္စည်း goods တွေဝယ်တာလားနှုံတာရောမှန်ရဲ့လားဝယ်တဲ့ပစ္စည်းတွေကိုလုပ်ငန်းကတကယ်လက်ခံရရှိရဲ့လားစတဲ့မိကုန်းတွေတတိကြီးနဲ့ပြက်ပေါက်ကြီးတော့တာပါပဲဒါဟာစီးရင်သမားတွေရဲ့အကျင့်စရိုက်ဖြစ်တယ်စီးရင်သမားတွေရဲ့မျက်စိဖြစ်တယ်ဒီစရိုက်ကိုအုပ်ချုပ်သူတွေကနားလည်ဖို့လိုအပ်တယ်ဥပမာဆိုကြပါတော့စီးရင်သမားတွေကလာတလာမှဝယ်တဲ့ကုန်ရက်ဟာ ဈေးကောင်းပေးရပြီးထုတ်လုပ်မှုလို့တော့အထွတ်နှုန်းနဲတာကိုတွေ့ရတဲ့အခါဈေးကောင်းပေးရတဲ့လောက်အမျိုးအစားမကောင်းလို့ပါလို့ထောက်ပြကြတယ်။ဒီအခါမှာအဝယ်မှာတာဝန်ရှိတဲ့သူကသူတို့ဝယ်ယူမှုမညံ့ကြောင်းကိုချက်ချင်းတုံ့ပြန်ကာကွယ်တဲ့သဘောနဲ့ရှင်းဆွဲတဲ့လူကလုပ်ငန်းသဘောကိုပဲတိမာလဲလို့ဆိုတတ်တယ်။ထို့သူဒီလအကျွေးရောက်ပမာဏတတိယစာတက်လာပေမဲ့ဟောက်တဲ့တွေရဲ့ကျွေးဆက်အားကတော့တက်လာတာမတွေ့ရဘူးလို့ ဘင်းဘက်ကပြောရင်အယောင်သမားတွေကရှင်သမားဘက်ကိုလှည့်ပြီးကိုယ်တိုင်လှုပ်ကြည့်ပါလားအယောင်ပညာကိုနားမလည်ပဲနဲ့ဘာညာဆိုပြီးညီတော်တောက်တီးကြတော့တာပဲဇီဝရေးလုပ်ငန်းတစ်ခုစပြီးတည်ထောင်မယ်ဆိုရင်ဘာအရေးကြီးဆုံးလဲဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထုတ်ဝေတဲ့ပညာရှင်တွေရဲ့လုပ်ငန်းအုပ်ချုပ်မှုဘာသာရေးဆိုင်ရာစာအုပ်တွေတော်တော်များများဒီဘက်ခင်မှာထွက်လာတာတွေ့ရပါတယ်ဗီရှင်ရှိရမယ်မရှင်ရှိရမယ်ဆိုတဲ့ နေတီကိုအော်ဟစ်ကြွေးကြော်လာကြတယ်။ဒီနေတီတွေကိုပိုက်ပြီး ခုံပေါက်ထွက်လာနေကြတဲ့စာအုပ်တွေများတယ်။ဒီလိုပါပဲလုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းရဲ့မျက်လုံးကိုလည်းမဖုံးမပိတ်ပဲထားဖို့လိုတယ်လို့ဆိုရကောင်းပါလေ။လုပ်ငန်းရဲ့မျက်လုံးဆိုတာလဲစည်ရင်အမြင်စည်ရင်မျက်လုံးကိုပြောတာပါ။လုပ်ငန်းရှင်တွေကအလုပ်ကိုရှေ့တန်းတင်ကြတာသာများပြီးစည်ရင်မှန်တိုင်းကိုကြန့်ခိုင်အောင်ချရမယ်ဆိုတဲ့ဘက်ကိုကြတော့ ပေါ်ပေါ်ကလေးပြောကြတယ်တကယ်ဆိုတော့ဘယ်လုပ်ငန်းကိုပဲစပြီးလုပ်လို့ရှင်ရင်အုံမြစ်ကိုခိုင်မအောင် တိဆောက်ဖို့လိုတယ်ရှင်ရင်ပညာကိုရောမကစခဲ့ပေမဲ့လေမာကတဲ့ကုံပါစရင်လို့ဆိုတဲ့ဆောင်ဖို့ဟာအိုးရှိမြမာတွေရဲ့ခစ်ကလေးကလက်ဆင့်ကမ်းလာတဲ့မြမနီတိတစုပါဘယ်လုပ်ငန်းရှင်မှစရင်နဲ့กินပြီးဖွံ့ဖြိုးတိုးတက်လာတာမျိုးဘယ်ခွဘယ်အခါမှမရှိခဲ့ဘူးပါဘူး လုံငယ်အုံရှုံမှုစနစ်ကဘလောက်ပဲကောင်းနေပါစေရှင်ရဲ့အုံမြင့်မခိုင်မှရင်ပြိုလဲတော့တာပါပဲဒါကိုနားလဲတဲ့လုံငယ်ရှင်တွေဟာရှေ့ကိုတလန်းပြီးတလန်းတက်ဖို့ထက်နောက်တန်းကိုလုံတစ်ထက်လုံအောင်ပိတ်ဆို့ကာကွယ်နိုင်ဖို့အရေးကိုပူဇာပေးပြီးလှုပ်လာကြတယ်လုံငယ်မစားခင်ကလေးကရှင်ရဲ့လှုပ်ထုံးလုံးဤတွေရှင်ရဲ့မူဝါဒတွေရှင်ရဲ့စည်းမျဉ်းတွေကိုလက်ဆွဲနီတိထားဖို့ကြိုးစားကြတယ်လုံငန်းအုပ်ချုပ်သူတွေအနေနဲ့လည်း ဇင်းရင်နဲ့မကင်းရင်မဖြစ်တော့တာပို့ဇင်းရင်နဲ့ငယ်ပေါင်းမဟုတ်တာတော့ကြီးပေါင်းမိတ်ဆွေတွေဖြစ် ပေါင်းတင်ဆက်ဆံလာနေကြပါပြီမရှိမဖြစ်တဲ့ကြီးပေါင်းမိတ်ဆွေတွေပဲပေါ့ဇင်းရင်ဟာညောင်လေးပင်ဆရာတို့ဘုရားကြီးရဲ့စကားကိုငှားပြီးပြောရရင်လုပ်ငန်းကြီးထွားဖို့အတွက်ရေတောက်မြင့်ဇင်းရင်ဟာလုပ်ငန်းရဲ့အမြင့်ဆုံးတက်ရဆောင်းတန်းဇင်းရင်ဟာလုပ်ငန်းအောင်မြင်ခြင်းရဲ့တကားဝါလို့ဆိုနိုင်ပါတယ် စင်ရင်မှာဖြောင်းပတ်တဲ့စကားပြောဆိုမှုရှိတယ်။စင်ရင်မှာကြည်လင်တဲ့မျက်စိအမြင်ရှိတယ်။စင်ရင်သမားရဲ့မျက်စိကလည်းလုံငန်းရဲ့အကျိုးရှိမှုအတွန်းရှင်မှုတိုးတက်အောင်မြင်မှုကိုပဲပကတိကြည့်တတ်မြင်တတ်တယ်။ဒါပေမဲ့စင်ရင်ရဲ့အသက်မွေးသူတိုင်းဟာစင်ရင်ရဲ့ပြရုပ်ဖြစ်ပါသလားလို့မေးเสียရှိပါတယ်။စင်ရင်သမားတိုင်းဟာလူပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ချွင်းချက်တော့ရှိနိုင်ပါတယ်။စင်ရင်သမားတိုင်းဟာစင်ရင်သမားကောင် ဖြစ်ချင်မှဖြစ်တော့မယ်။ စင်ရဲ့ပြရုပ်ကိုနှိမ့်ချိုက်မတ်မောသူတွေသာလျင်စင်ရဲ့အပေါ်တစ္ဆာဆောင်သည့်ယိုသေးသူတွေဖြစ်ကြပြီးစင်ရင်သမားကောင်းအဖြစ် ကပီးထိုးခံရဖို့ရှိပါတယ်စင်ရင်သမားကောင်းရှိမှ လုပ်ငန်းရဲ့အယောင်ဟာတောက်ပြောင်တယ်စင်ရင်သမားကောင်းမဖြစ်ပြန်ရင်လဲလုပ်ငန်းရဲ့အယောင်ဟာတောက်ပြောင်တဲ့လောက်မတောက်ပြောင်တော့ဘူးပေါ့ဒီစာစုကတော့စင်ရင်သမားကောင်းတွေရဲ့မျက်စိကိုအမုန်းတင်ခြင်းနဲ့တနည်းအားဖြင့်ကြီးမြောက်တဲ့စာစုတစ်ခုလို့ဆိုနိုင်ပါတယ် လောကမှာစင်းရဲ့ပြယုတ်နဲ့အသက်မွေးတဲ့ရှင်သမားကောင်းတွေများစွာရှိပါသေးတယ်လို့လဲမိမောင်းထိုးပြခြင်းနဲ့စေစံနာနဲ့ရေးတာပါမချွေးမခံဝင်ခံရရင်စင်းလောကမှာနှစ်30ကျော်ကျင်လည်ရင်တိလာခဲ့တဲ့ရင်ဝယ်ပိုက်လာခဲ့တဲ့စင်းသမားတွေရဲ့တောင်းဝန်တွေအကြောင်းကိုကိုတိတယ်လို့စင်းရင်လိုက်စားသူတွေစင်းရင်နဲ့မကင်းသူတွေလုပ်ငန်းရှင်တွေအချိန်တူတူနဲ့လွယ်လွယ်ကူကူတိကျပါစေဆိုတဲ့စေတနာနဲ့ရေးပြတာပါစင်းသမားကောင်းရဲ့ အလုတ်ဟာ လုပ်ငန်းကြီးထွားစေမဲ့ရေတောက်မြစ်ကိုရေကောင်းရေသန့်လောင်းနေတဲ့အလုတ်ဖြစ်လို့လုပ်ငန်းကိုအမြင့်ဆုံးတက်ရဇောင်းတန်းပေါ်ကိုတွန်းတင်တဲ့အလုတ်ဖြစ်လို့လုပ်ငန်းအောင်မြင်ခြင်းတကားဝစီကိုစိုက်စိုက်မြတ်မြတ်ပို့ဆောင်ပေးတဲ့အလုတ်ဖြစ်လို့ဖမ်းမိကြသူတွေနားလေသွားကြတယ်ဆိုရင်ရေးရကြိုးနှက်ပါပြီအားလုံးကိုရောစိတ်ရောရှင်လန်းချမ်းမြေ့ကြပါစေသင်စရာမြင်စရာ ကြားစရာအပေါင်းကိုကူးညွှန်းလျက်မောင်အေးမြအားလုံးပဲကျွန်တော်ဖတ်ပြတာကိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။